တနင်္သာရီတိုင်းဒေသကြီးတနင်္သာရီမြို့နယ်တင်ခွန်ရွာရဲ့အစီရန်တနေရာကနေစစ်ကောင်စီတပ်သားတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံလက်နက်နဲ့တူအလင်းဝင်ရောက်လာခဲ့တယ်လို့မြခင်တရင်တုံစီကနေသိရပါတယ်အလင်းဝင်ရောက်လာခဲ့သူဟာကော့တောင်ခိုင်ခမောက်ကြီးခြေဆိုင်ခမရလီတုံတတရင်ကတက်တာချစ်ကိုဖြစ်ပြီးမိလာဆန်ငါရန်တွေကပြည်သူ့ကကွေတပ်ဖွဲ့စီဆက်သွဲလာကအလင်းဝင်ရောက်လာဖြစ်တယ်လို့မြခင်တရင်တုံရဲ့ပြန်ကြားရေးတာဝန်ရှိသူကဆိုပါတယ် တက်တာကိုချစ်ကိုဟာအလင်းဝင်ရောက်လာတဲ့ချိန် MA1 တနက်တလက် G148 တောင်းနဲ့ကြီပေါက်၃ခုလိုကိုယူဆောင်လာတာကြောင့်ချင်းမြင့်ငွေပေးအရဲလှူဆောင်နေတယ်လို့တာဝန်ရှိသူကဆက်ပြောပါတယ်စစ်ကောင်စီတပ်သားတွေကကိုချစ်ကိုကိုကရင်ပြည်နယ်မြောက်ရီမြို့ကနေအတင်အဓမ္မဖမ်းဆီးလာတာဖြစ်ပြီးပလောင်မြို့ကအမှတ်ဆက်နှစ်တက်မတော်တမ်းမြေတင်တန်းကြောင်းမှာတင်တန်းတက်ခေရကခမောက်ကြီးခြေဆိုင်တရင်ကိုပို့ဆောင်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ တနင်္လာရီမျိုးနဲ့ထုံခေါင်မောရောင်လမ်းပိုင်းမှာစစ်ကောင်စီတပ်နဲ့တော်လန်ရီတပ်တို့တိုက်ပွဲဖြစ်ပွားနေတာ၅လလောက်ကြာမြင့်နေပြီဖြစ်ပြီးတနင်္လာရီတိုင်းစစ်ဌာနအောက်ကပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကိုဧပြီလနဲ့မေလအတွင်းအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သား၁၄ဦးရှိလာပြီဖြစ်တယ်လို့တော်လန်ရီတပ်တွေရဲ့သတင်းမြစ်တွေစီကနေသိရပါတယ်